အမားဖြစ်သူတည်သွားတာက9ရက်ရှိပြီဖြစ်ပေမဲ့ညီမလေးကညာတိုင်းသူနယ်စကားတွေပြောတယ်။တမင်းဆိုင်လေအမားဖြစ်သူကိုခွန့်ကြွေးနေတာတွေ့တော့မိဘတွေထိတ်လန့်ကုန်ကြတယ်။တမီးနင်းဒီလိုဆက်လုံနေရင်အမေနဲ့အဖေမင်းကိုစိတ်ကြမ်းမာရေးစီရင်ဖို့မှာနော်။မမတမီနာမှာရှိတာကိုဘယ်သူမှမယုံကြဘူးဆိုတော့တမီးကိုယုံကြည်တဲ့သူကိုပဲလိုက်ရှာတော့မယ်။နောက်နေ့ရောက်တော့ကောင်မလေးကအမားဖြစ်သူတငယ်ချင်းတော်ကိုတိတ်တိတ်လေးလိုက်သွားခဲ့ပါလေ။မင်းကနောက်လိုက်နေတာလား။မင်းကဘယ်သူလဲ။ကြိုးကျင်ရွယ်။မင်းတို့ကအမားကြီးမာတွေပဲ။ဘာလို့ငါနောက်လိုက်နေတာလဲ။မမနဲ့တွေ့ချင်းလို့ကူညီပေးပါ။ မင်းမကဆုံးသွားပြီမဟုတ်ဘူးလားငါမဆုံးသွားတာတလခွေလောက်ရှိပြီဒါပေမဲ့ငါနားမှာသူရှိနေတယ်လို့အမြဲခံစားရပါမယ်ငါမိဘတွေကငါ့ကိုမယုံကြလို့ကျေးဇူးပြုပြီးငါမမကိုတွေ့ခင်အောင်ကူညီပေးပါချိုကျင်ရွယ်မင်းတွက်တီရှူမငုံနေတော့နော်ဟုတ်တယ်ဝမိုင်ကမင်းကိုကူညီပေးမှာမင်းကကိုကူညီနိုင်မလားဒါကစီကံဖောက်တာပဲလေပြီးတော့ချိုကျင်ရွယ်ဒါကအမောင်လောကမဟုတ်ဘူးလေအမောင်လောကစီကံတွေကိုဖောက်ပြီးတရှိလူသားကိုတရားတစီမြင်ခွင့်ပေးလို့မရဘူးဒါပေမဲ့မမကအိမ်မှာရှိနေတော့မယ်လို့ငါခန်းစားနေရတယ် တကယ်တော့မမကအမောင်လောကတွေမရောက်သေးဘူးလေတည်သွားတဲ့သူနဲ့ဆက်ဆံရေးနှက်ဆိုင်ခဲ့တဲ့သူတွေကတည်သွားတဲ့သူတွေရဲ့ဝิญဉ်ကိုခန်းစားလို့ရတယ်သူပြောတဲ့အတိုင်းသာတကယ်ရှိနေရင်ပြဿနာတွေတက်ကုန်တော့မှာပဲငါသူ့အိမ်ကိုလိုက်သွားကြည့်လိုက်အောင်မယ်မင်းစိတ်မပူနေတော့ကြောင်စင်ရင်မင်းနဲ့အတူတူအိမ်လိုက်ခင်မယ်ဦးလေးကိုတော့ဖုန်းဆက်ပြီးတော့အိမ်မှာညစာမစားတော့ဘူးလို့လှမ်းပြောလိုက်အောင်မယ်နင်သွားရင်လည်းငါလေးလိုက်ချင်တယ်ငါလေးလိုက်ချင်တယ်အနေရများတာမို့နင်တို့အိမ်ပဲပြန်လိုက်ကြပါငါတယောက်တည်းသွားရင်ပိုအဆင်ပြေတယ်။၃ယောက်သားလိုက်သွားရင်ကောင်မလေးအတွက်ဝင်းတော့ဝင်ဖို့ဖြစ်မှာဆိုလို့စကားနားထောင်ပြီးအိမ်ပြန်ခဲ့ကြတယ်။ နှစ်ယောက်သားចောင်းစင်နာနဲ့အမြန်ဆန်ပဲအိမ်ပြန်လာခဲ့ကြတယ်အိမ်ထဲဝင်လိုက်တာနဲ့မိခိုးတွေမြင်လိုက်ရပြီးပို့ထူဆန္ဒကဧကန်အလယ်မှာဖရာယုထုကိုတွေးလိုက်ရတာပဲဒါပေတုံးကထားထားတာလေမမဖရာယုထုကိုလက်ညှိုးထိုးလို့မရဘူးဖေဖေကမိသားစုတစ်ခုလုံးကောင်းကြီးစီးတင်ချမ်းသာတွေယူဆောင်လာပြီးမဲ့ဖရာယုထုလို့ပြောတယ်နေ့တိုင်းဖေဖေကဘလောက်အလုံးမများပြန်လာတိုင်းအမွေးတိုင်ထုံပြီးဖရာရှိခိုးတယ်ပြီးတော့မကောင်းဆိုးရတဲ့နောက်ရှာမှာဆိုလို့အပတ်တိုင်းအင်ကူတယောက်ကတန်ရှင်းရေးမြဲလာလို့တယ် ကာမာလီကရုတ်တရက်ကြီးအမွှေးတိုင်ခွက်ကိုကင်ပြီးခွဲလိုက်တဲ့ဒီဖျားရုတ်တုကမကောင်းတဲ့ရုတ်တုလေးမမကိုွယ်လေးနိမိသားစုအန်ရဲ့ပိုရောက်လေးပဲမင်းဖေကအဲ့ဖျားရုတ်တုကိုဘယ်တော့ငါပင်လာတာလဲမမမဆုံးခင်တပတ်လိုကပင်လာတာပြီးတော့မမကိုကောင်းတဲ့မိသားစုမှာပြန်လဲမွေးဖွားဖို့ဒီဖျားစီမှာအမြဲစုတောင်းတည်တယ်မမမတည်ခင်ကလေးကအဲ့ဒီဖျားကိုပူဇော်နေတာမဟုတ်သေးဘူးမင်းမဆုံတာနဲ့ဒီရုတ်တုနဲ့ပတ်သက်မှုရှိလောက်တယ်ဒါဆိုဘလို့လို့ရမှာလဲလွယ်လွယ်လေးပါတခါတည်းရုတ်တုကိုဖျက်ဆီးလိုက်ရင်ရပြီအမှန်တော့ညမလေးဖေဖေကိုမပြောရဲလို့ဒီရုတ်တုကိုဖျက်ဆီးပစ်ချင်နေတာကြာပြီ သူကညီမကိုအမြဲကြည့်နေရလေမမဆုံတဲ့နေ့ကလည်းဒီယုတ်သူကိုလှပြဖို့ဖဖေးကိုပြောခဲ့သေးပါတယ်ဒီယုတ်သူကမမကိုခေါ်သွားတာလို့ပြောတော့ညီမလေးအတွင်းလွတ်နေပြီလို့ဖဖေးကဆိုရယ်တမီးလူစိမ့်တွေခေါ်ပြီးဘာတွေရှောက်လုံနေတာလဲသွားပြီးဖဖေးပြန်လာပြီးမင်းတို့ဘာလုံနေကြတာလဲငါစိတ်ဆိုးအောင်လုံနေကြတာပဲတမီးအဖေရဲ့ဖျားယုတ်သူကိုဖျက်ဆီးလိုက်တာပဲအဖေဖြစ်သူကတမီးကိုရိုက်ဖို့လို့တော့လက်ကကောင်းကိုမထီပဲရက်နေပြီးအနောက်ဆုတ်သွားတယ်မင်းတို့ငါ့ကိုဘာလုံလိုက်ကြတာလဲအဲ့ဒါမင်းမပါမမလားမမငါဘေးမှာရှိတာနေမြင်ရတယ်ပေါ့ ကောင်လီကတူလေးနဲ့တောင်လေးကိုလှပတဲ့ယူခင်ဖြစ်အောင်ပြင်ပေးလေးရှိတယ်။တောင်နှံတွေပေါ်ကိုနှင်းတွေလည်းဖြူလိုက်သေးတယ်။တစ်ပင်တွေကိုလည်းအရွယ်စားညီအောင်လိုက်ညီပေးတယ်။နောက်ဆုံးမှာတော့မြစ်ထဲကိုရီရီဖြည့်ပေးလိုက်တယ်။ကောင်လီကတော့နတ်ပြည်မှာအချိန်မိုင်းလို့လုပ်နေတာပါ။မနက်နိုးစက်မိတာနဲ့အိယာချက်ချင်းထားပြီးအဝယ်လေတယ်။ပေးစင်နာလာပြီးမျက်နှာတက်သွားတိုက်တယ်။ပါမုံမီကင်ထားတာရတော့ထောပတ်တုပ်ပြီးနတ်တုတ်တာမနက်စာလေးကိုအေးစေးစားနေတော့နယံဘောကမှတ်ထားတာကိုကြည့်ပြီးလန့်သွားတယ်။ဒီနေ့တကြမင်းကအလौတမားတွေရဲ့အလौလုံပုံကိုလိုက်စစ်စီမဲ့ရဲ့ဖြစ်နေတယ်။ ုပ်ထုပ်အမြန်ယူပြီးအလုပ်ပစ္စည်းတွေယူကအိမ်ပြင်ထွက်ကတရက်တာအလုပ်စားဖို့သွားတော့တယ်ဒီနေ့အလုပ်မပြီးသေးခင်မှာပဲကောင်းလေးကမြေပြင်ပေါ်ကလူပူလေးတွေကိုတွေ့လိုက်တယ်လူပူလေးတွေကလည်းအရန်အရက်ရှိတဲ့ကောင်းလေးကိုထူးဆန်းပြီးမောကြည့်နေကြတယ်ကောင်းလေးကလည်းသူတို့ကိုပြန်ဆိုင်ကြည့်နေတယ်လူပူလေးတွေကသူ့ကိုလူဆိုးလို့ထင်ပြီးမျက်မှောင်ကျုပ်လိုက်တယ်လက်ထဲကဓာတ်ကိုထုတ်ပြီးကောင်းလေးကိုတိုက်ခိုက်ဖို့လုပ်တယ်ကောင်းလေးလည်းသူ့ကိုတိုက်ခိုက်ဖို့လုပ်နေတာမြင်တော့စကားတခုပြောလိုက်တယ်ကောင်လေးပြောတဲ့စကားကြားပြီးလူပူလေးတွေကကောင်လေးကိုအထင်ကြီးသွားပြီးဒူးထောက်လေးပြူကြပြီးကောင်လေးနာကနေထွက်သွားတော့တယ်